မက်စကဲဆိုတဲ့ခေတ္တမှာကတော့2023မှာထွက်ရှိထားတဲ့သွေရာတွမ်းမှာအမျိုးအစားဖြစ်ပါတယ်။ဇလဲရဲ့အပိုင်းတစ်မှာတော့ဂင်မိုမီဆိုတဲ့ကောင်မလေးရဲ့ငယ်ပွားနဲ့အစားပြုထားပါတယ်။မိုမီဟာငယ်ကလေးကသူ့ရဲ့အိမ်မက်ကအမှုမရာရှင်တရားကိုဖြစ်ရှင်ခဲ့တာဖြစ်ပြီးစင်ပေါ်မှာအကကရရာကိုကြိုက်တဲ့လူတွေရဲ့လက်ခုံးတန်ကိုကြားရတိုင်းအယံပြော်တဲ့ကောင်မလေးတယောက်ဖြစ်ပါတယ်။ဒါပေမဲ့လည်းသူ့ရဲ့ရုပ်ရည်နဲ့ပတ်သက်ပြီးယုံကြည်မှုပျောက်ဆုံးနေရပါ ကွာကိုတော့အမလို့အမများဖြစ်နေပါတယ်ဆိုမှသူ့အမေကလည်းနေအိမ်မက်နာနဲ့အဆိုတော်လုံးလို့လားဆိုပြီးတောင်ပြောခဲ့ပါတယ်။အလိုနဲ့ပဲသူ့ရဲ့ရုပ်ရည်ကြောင့်အမှုမြာရှင်တရားမဖြစ်နိုင်တော့ဘူးလို့တွေးပြီးစစ်တဲကြနေခဲ့တာပါ။သူ့အသက်28နှစ်မှာတော့သူများရင်နဲ့မတူညီရဲ့ဘဝနဲ့နေချင်ခဲ့ပေမဲ့လည်းတာမဲရုံးဝင်တဲ့တယောက်သာဖြစ်ခဲ့ပါတယ်။ဒါပေမဲ့အရင်ကအတိုင်းမုံမီဟာလူရဲ့လက်ခုပ်တံနဲ့အာဘိတံတွေကိုသဘောကျနေတုံးပါပဲ ဒါကြောင့်အဲကနေစပြီးလိုင်းလွင်ပြီးတော့မတ်စကဲဖြစ်လာခဲ့ပါတယ်။အလုပ်ခွင်မှာဆိုရင်လှပါတယ်ဆိုတဲ့အိုင်ယွန်းဆိုတဲ့ကောင်မနဲ့မူမြလဲဖုံးမလေးကို အထက်လူကြီးတွေက ခွဲခြားဆက်ဆံကြပါတယ်။ဒါပေမဲ့ရုံမှာမူမြလဲဖုံးမလေးကြိတ် crash နေရတဲ့အဖွဲမူပတ်ဆိုတဲ့သူရှိပါတယ်။ပြဿနာကအဖွဲမူပတ်ကအိမ်အောင်တဲဖြစ်နေတာပါ။ အဖွဲ့မှုဘက်ကကျန်တဲ့ယောက်ျားရည်နဲ့မတူပဲတီကြီးလင်းနဲ့ပြီးဗမ်းမလိုက်ပဲအလုပ်ပေါ်မှာအယုံဆိုင်တက်တက်သူလို့မူမီကအထင်မှားပြီး J crush နေရပါမူမီရဲ့ဖုံးမလေးတယောက်အလုံစင်းတာနဲ့ထုံးစံအတိုင်းလိုင်းလွင်ပါတော့တယ်မျက်နှာနဲ့ပတ်သက်ပြီး confidence မရှိတဲ့အတွက် mask ဖုံးပြီးလိုင်းလွင်ကားပြတာမျိုးသူ့ရဲ့အချိုးစားလာတဲ့ body ကို အသာပေးပြီးလိုင်းလွင်ပါတော့တယ်နောက်နေ့ရုံတက်တော့အဖွဲမှုဘက်ကမုံမီမြေနယ်ဖုံးမလေးကိုစိတ်အင်းအင်းမလို့ခေါ်ဆိုခဲ့ပါဗျ ဒီလိုနဲ့ပဲအလုံစင်းပြီးတောက်ကြစားကြတဲ့အခါအဖွဲ့မှုဘက်ကဌာနမှုဆိုတဲ့တယောက်ကအခုတလောရေပန်းစားနေတဲ့ influencer အကြောင်းတွေပြောပါတော့တယ်။အဲဒီမှာ mask လေးပါနေပါတယ်။အဖွဲ့မှုဘက်ကတော့ innocent လို့ပြီးအဲအကြောင်းတွေမတည်ဘူးလို့ပြောပါတယ်။အရက်တွေတောက်ကြပြီးအဖွဲ့မှုဘက်အင်ပြန်ပို့လုပ်ချင်းလမ်းထူလို့တူတူသွားလို့ရလားလို့မူမီမြန်လက်ဖုံးမလေးကမေးခဲ့ပြီးတူတူတက်စီစီးသွားပါတော့တယ်။ တက္ကစီပေါ်မှာအဖွဲမှုပတ်မိမစီကဖုံးဝင်လာပြီးတယောက်ထဲပြန်လာနေပြီလို့သူမိမကိုလိန်ပြောခဲ့ပါတယ်။ဒါကိုမုံမိမလည်းဖုံးမလေးကသူ့ကိုအာယုံဆိုင်မိနေလို့သဘောကျမိနေလို့အဖွဲမှုပတ်ကလိန်ပြောခဲ့ရလားဆိုပြီးအထင်မှားသွားပါတော့တယ်။အိမ်ပြန်ရောက်တာနဲ့မုံမိမလည်းဖုံးမလေးတယောက်လိုက်လွင့်ပါတော့တယ်။ live မှာသူနဲ့အဖွဲမှုပတ်နဲ့တက္ကစီစီးခဲ့တဲ့အကြောင်းတွေပြောပါတော့တယ်။ ။နောက်နေ့မှာတော့အလုတ်ပြီးလို့အလုတ်ဆင်းလာတဲ့မုံမြလန်ဖုံးမလေးတယောက်ကက်ကြံခဲ့လို့အလုတ်ကိုပြန်သွားတဲ့အချိန်အာယုံဆိုတဲ့ကောင်မနဲ့တီကြီးလင်းနေပါတဲ့ဆိုတဲ့အဖွဲမှုပတ်နဲ့ပြစ်စင်ဆွဲနေတာကိုမုံမြလန်ဖုံးမလေးတွေ့လိုက်ပါတော့တယ်။အိမ်ပြန်ရောက်တော့မုံမြလန်ဖုံးမလေးအသေးခွဲပြီးဆိုကျူးပလင်းလိုက်မော်ပါတော့တယ်။အသေးခွဲပြီးအရက်မုံမှုယူနဲ့မုံမြန်တဲ့ဖုံးမလေးတယောက်မျက်နှာလွဲပြီးကျန်တဲ့အကုံဖော်ကျန်တဲ့တဲ့18 plus တွေချလိုင်းလွှင့်ပါတော့တယ် ဖန်တွေကလည်းဟင်ကနဲဟာကနဲဖြစ်သွားကြပြီးဘာတွေလိုက်လွင့်နေတာလဲယူသွားပြီလားလို့ပြောကြပြီးတဝါကြီးကြည်ကြပါတော့တယ်။အဲကနေစပြီးလိုက်လွင့်နဲ့စီးမြင့်နဲ့မကိုက်ညီလို့လိုက်လွင့်ခွင့်ပါအပိတ်ခံလဲရပါတယ်။မနေ့ရောက်မှမုံမြင့်လည်းဘုံမလေးတယောက်အမူးဖြစ်အတီတရားရပြီးကြောက်ကိုပါချပါတော့တယ်။ဓာရီအကုန်ဖြစ်ရတာအယွန်းကောင်မကြောင့်လို့အပြစ်တင်နေပါတယ်။ မကျင်နှက်ချက်နဲ့မူမီမြလက်ဖုံးမလေးတယောက်အာယုနဲ့အခွင့်မှုဘက်မကောင်းတဲ့တင်းတွေလုပ်ပေါ်ကိုင်ဘက်တွေကိုတည်င်းပြက်အောင်ပြောလိုက်ပါတော့တယ်ဒီလိုနဲ့နှစ်ယောက်လုံးအချက်ကွဲသွားပါတော့တယ်စစ်ပြက်လက်ပြက်နဲ့အခွင့်မှုဘက်တယောက်မူယူပြီးအလုံစင်းချင်းမူမီမြလက်ဖုံးမလေးနဲ့တွေ့သွားပါတယ်အလိုနဲ့မူယူပြီးမူမီမြလက်ဖုံးမလေးနဲ့တစီပေါ်ပါသွားပါတော့တယ်မူမီကအင်ပြက်လိုက်ဖို့ချင်းအခွင့်မှုဘက်အင်ကိုမသိတော့မိုဒယ်ကိုခေါ်သွားပါတော့တယ် မိုးတက်ရောက်သွားတယ်ဆိုမှတော့နှစ်ယောက်သားဘာညာဘာညာဖြစ်ကြပါတော့တယ်။မိုးလင်းလာတော့အဖွဲမူးဘက်တယောက်နိုးလာပြီးမုံမြလဖုံးမလေးကိုထားခဲ့ကတိတ်တိတ်လေးထွက်သွားပါတော့တယ်။မုံမြလဖုံးမလေးလည်းအလုတ်ကိုရောက်တဲ့အခါအဖွဲမူးဘက်အလုတ်ထွက်တော့မယ်ဆိုတာသိသွားပါတော့တယ်။တကယ်တော့အဲ့အထက်မုံမြလဖုံးမလေးကိုပို့လိုက်တဲ့မိတက်ခုကအထိတ်တလန့်ဖြစ်သွားစေရပါအဲ့ဒါကတော့နေမက်စကဲဆိုတာတိထားတယ်ဆိုပြီးရေးထားတဲ့ပို့သူမသိတဲ့ချင်းချောက်စာတစ်ခုပါပဲ။ အလိုနဲ့ပဲအလုံစင်းတဲ့အခါအဖွဲ့မှုပတ်စီကိုတွေ့ချင်တဲ့အကြောင်းမိုးမြင်းလည်းဖုံးမာလေးက message ပို့ခဲ့ပါတယ်။အဖွဲ့မှုဘက်ကလည်းဖိပြက်ခဲ့ရတယ်မမမီရောလို့တောင်းပန်ပါတယ်ဆိုပြီးစာပြန်ခဲ့ပါတယ်။အဲ့မှာပဲမိုးမြင်းလည်းဖုံးမာလေးတယောက်အော်ဟစ်ပြီးကြေကွဲပါတော့တယ်။ ဒီလိုနဲ့ social media ပေါ်ကြီးလိုက်တဲ့အခါအကောင့်တစ်ခုလိုင်းစင်းနေအောင်မြင်ပြီးမွန်မြန်လဖုံးပါလေးတရားအထီးကျန်လို့ hi ဆိုပြီးစကားဆပြောပါတော့တယ်အကောင့်ပိုင်ရှင်ကမမမတွေ့ရကြပြီနော်လမ်းလွင်တာပိတ်ခံထားရလို့စင်မကောင်းဖြစ်နေတာဘာညာနဲ့ပြောခဲ့ပါတယ် ။မုံမီမြန်လက်ဖုံးမလေးကလည်းတခါလဲလမ်းတွင်သာရင်လိုက်ရင်ကောင်းမယ်ဆိုပြီးပြန်ပြောခဲ့ပါတယ်။အကောင့်မရှင်ကလည်းမရက်တင်ကြောင်းမုံမီမြန်လက်ဖုံးမလေးကဘလောက်ဆွဲဆောင်မှုရှိလဲဆိုတဲ့အကြောင်းတွေပြောရင်းနဲ့အကောင့်ပိုင်ရှင်ရဲ့ညွန်းတာပြရင်အပိုင်းတိပြီးသွားပါတော့တယ်။